လူစားကောင်ခိုင်းတာမလုပ်တဲ့သူ2025မတ်လ22ရက်နေ့မနက်ပိုင်းမှာနှွေဟာသီမျိုးတွေကဆိုင်းလို့ပါပဝင်းကျင်က အုံမိုင်းပြီးလီရုဟာလက်လက်ဆက်ဆက်မရှိဘူးလို့ခံစားရပါတယ်ဒီထဲမှာမှအတန်ချဲ့ဆက်တန်က မောင်လူမွေးကိုစိတ်နှောက်ရှက်ဖြစ်စေပါတယ်ကုသိုလ်လုပ်ရမှာအတန်ချဲ့ဆက်နဲ့တွဲလို့တော့ကိုဘယ်သူကစတင်ခဲ့တယ်မသိပါဘူးစစ်ကောင်စီကလေချောင်းကနေမထင်းမထင်းသလိုကျဲချနေတဲ့ကြားကအတန်ချဲ့ဆက်ပါအောင်ထဲ့တာကို ချီးကျူးရမလို့တော့ဖြစ်နေပါလေ။ဒလေးဆိုတာလဲကောင်းကောင်းစူးစူးပြောင်းနိုင်ခဲ့ပြီတော့ကိုတချို့ဒလေးတွေကိုဘာသာတရားမှာဆွေးမြေ့နေအောင်ချီနှောင်ထားကြတာလဲလူတွေပါပဲ။အဲ့ဒီမလ22ရက်နေ့မနက်ပိုင်းလင်းရင်တန်ကိုမကြားလဲရပါမယ်။အတန်ချဲဆက်တန်ကြားတဲ့ကနေဘုံကွဲတန်ကိုတော့ကြားလဲရပါလေ။ဖုန်းလိုင်းတွေအားလုံးလည်းပြတ်တောက်နေပါလေ။ဂံကောမြို့နယ်နှမ်းခါရွာအထီးကိုက်တော်တော်များတယ်ဆိုတဲ့သတင်းကိုကနဦးစကြားရပါလေ။နေပူးရှိန်ဟာတပြေးပြေးမြင့်တက်လာပါလေ။ ခဏကြာတော့ပြည်သူတွေကိုစေကုသပေးနေတဲ့ဇေကန်၊ဇယဝန်မိသားစု၊ CDM ဇယဝန်နဲ့ကိုမွန်ဆောင်ထားတဲ့ဆရာဇနီးသားလေးတယောက်ဗိုက်ထဲကရင်သွေးရော ဆိုရင်ဇယဝန်မိသားစု၄ယောက်တဲ့။လူရသည်နေ့လည်းကင်းဟာအုံမှိုင်းပိတ်လောင်ပြီးပူနေပါလေ။မီးလောင်နေတယ်။မီးလောင်ပြီးပြိုကျနေတဲ့အောက်မှာမလှန်ရသေးဘူးတဲ့။ဆေးရုံကဆင်းကစားမောင်လူမွေးဇနီးကနေ့လည်းကင်းမှာကြက်သိန်းတွေထနေပါလေ။လူရသည်မိုးလဲချိန်ဟာ နီးလေခြင်းထက်ပူပူတက်ပါလေမနက်ကနေနီးလေပိုင်းအထိအပေါ်ကနေသာပူဝင်မဲ့မွန်းလဲပိုင်းမှာတော့အပေါ်ကရောအောက်ကရောဘေးကရောပူတော့တာပါပဲစည်းကမ်းလာပြတဲ့မိသားစု၃ယောက်နဲ့နောက်ထပ်မြေဖွား၂ယောက်စည်းကမ်းဘေးကကလေးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်စုစုပေါင်း၁၁ယောက်တဲ့ညနေခင်းနေဝင်ကန်ဒီနေလုံးဟာနေရဲလို့လက်ပန်းပင်ထမ်းပင်မြူကိုးနဲ့တောင်တန်းကိုကြောပြီးဝင်းလူစဲနေကိုကြည့်ရတာလွမ်းဆွေးစရာကောင်းပါလေ မောင်လူမွေးလို ကိုရက်ကိုရွာကိုစွန့်ခွာခဲ့ရသူဖို့ပိုလွမ်းစရာဖြစ်မယ်ထင်ပါတယ်စစ်ကောင်စီရဲ့လက်ချက်နဲ့တမိသားစုလုံးအသက်ကျွေပြတ်ခဲ့ရတဲ့ CDM ဆရာဝန်တို့ဇနီးမောင်နှင်ဟာလည်းအရက်တပါးကပါပဲသူတို့လည်းလွမ်းခဲ့ကြမှာတေးကြပါတယ်မြို့ပေါ်ကဆရာဝန်တို့ကားတွေတဝီဝီစီးပြီးစီးဝါရှာနေကြတဲ့ချိန်မှာဆရာတို့မိသားစုကတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကုညီကုသပေးရင်ဘဝတွေหนีကုန်းချုပ်ခဲ့ရပါပြီစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ လူသက်ကောင်ပါအပြစ်မဲ့ပြူသူတွေကိုပေါ်ပေါ်တင်တင်လေရင်နဲ့ဘုံကျဲတက်ဖြတ်နေတဲ့လိုင်စင်ရလူသက်သမားပါစစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေဆိုတာလူသက်ကောင် ခိုင်းတာကိုလုတ်ပေးနေရတာပါပဲလူမြောက်နေမြေမှာခက်ခဲဆင်းရဲမှုတွေကြုံရပေမဲ့လူသက်ကောင်ရဲ့အခိုင်အကံဘဝမဟုတ်တာတခုတည်းနဲ့တည်းကို့ဘဝကိုလေးစားလို့ရပါပြီဆရာကလူနာတွေကိုအယမ်းငယ်တာလူနာတွေကိုပြစ်ပြီးမသွားနိုင်ဘူးလို့ပြောတာဆရာဆရာဝန်ဖြစ်အောင်ဆရာမေကရုန်းကန်စူးစမ်းခဲ့ရတာတဲ့ လေရင်တွေတော်တော်ကျင်းလာတော့စည်းကမ်းကိုနေရာပြောင်းဖွင့်ရမယ်နဲ့ပြောနေတာ။ဆရာနဲ့နှီးဆက်သူတွေရဲ့မှတ်ချက်စကားတွေအခင်းဖြစ်ပွားပြီးနောက်တနေ့မတ်လ23ရက်နေ့မှာ မောင်လူမွေးကြားရပါလေ။ဒေါက်တာမြဆိုးအောင်နဲ့မခိုင်နှင်းဝေတို့မိသားစုကိုဒေသခံပြည်သူတွေကတော့လေးစားသမှုနဲ့အမြဲအမှတ်ရနေကြမှာဖြစ်ပါလေ။အဲဒီလိုအမှတ်ရမယ့်သူတွေထဲမှာမောင်လူမွေးလည်းထိတ်ဆုံးကပါပါလေ။လူသက်ကောင်ရဲ့လက်အောက်မှာမနေခဲ့တဲ့သူလူသက်သမားတစုကြောင့်ဒုက္ခရောက်နေသူတွေကိုကယ်တင်ခဲ့တဲ့သူ မောင်လူမွေးမလေးစားပဲမနေနိုင်ပါဘူးလေးစားမှုဝမ်းနည်းမှုဂုံယူမှုဂါရဝတရားတွေနဲ့ပဲဆရာတို့ဇနီးမောင်လည်းကိုနှုတ်ဆက်လိုက်ပါတယ်ဆရာဆရာတို့ကြောင့်ဖြစ်ပေါ်လာတဲ့ဒီသားကန်ဒီရဲ့နာကြီးမှုကစစ်အာဏာရှင်ပြုတ်ကြရေးမှာအားတစ်ခု ဖြစ်စေမှာပါဆရာခမောင်လူမွေး